မာနကဒေါသစိတ်နဲ့ဖះကိုနတ်ဘီလူ လူစစ်တီတွေနဲ့လာရောက်တိုက်ခိုက်တာငရေမကြည့်ဘူးလားဖះတဲ့မေးလျှောက်ခွင့်ပြုပါဖះမာနကဒေါသစိတ်နဲ့ဖះကိုနတ်ဘီလူလူစစ်တီတွေနဲ့လာရောက်တိုက်ခိုက်တာငရေမကြည့်ဘူးလားဖះတဲ့ငရေတော့ကြည့်တာပေါ့နော် ်အဲသို့သော မာနရဲ့တိုက်ခိုက်မှုကဖျားအပေါ်တည်ရောက်မှုမရှိတဲ့အတွက်ကြီးမားတဲ့အပြစ်တော်မဖြစ်ပါဘူးပြီးရင်နတ်တွေကဒေါသထွက်ရင်နတ်သက်ကြွေတာ မာနကနတ်သက်မကြွေဘူးလားဖျားတဲ့ဒေါသဖြစ်လို့နတ်သက်ကြွေတဲ့နတ်ကမနောဘရောတိကနတ်ဖြစ်ပါတယ်မနောဘရောတိကဆိုတာမနောဒေါသစိတ်ကြောင့်ဘရောတိကပျက်စီးသောနတ်လို့အဓိပ္ပာယ်ရပါတယ်မာနကအဲ့ဒီမနောဘရောတိကနတ်မဟုတ်ပါဘူးเนาะ ဒါကြောင့်မာနဟာငတ်သက်မကြွေရခြင်းဖြစ်ပါတယ်နားလည်ပါစေအရှင်ဖေယဖေယရှင်ဟာ အလုံးစုံသိเสียမှန်သမျှတိတယ်ဆိုတန်တရာအစကိုဘာလို့မသိနိုင်တလဲဖေယမိမြပင် ရှေးကြစေကမူသိရမည်မဟုတ်ပါလားဖေယတဲ့ယုတ်နံခန္ဓာအာယတနာတို့အစင်မပြက်ဖြစ်ပေါ်နေတာကိုပဲတန်တရာလို့ခေါ်ပါတယ်နော်အနမတ်တခောအယံဘိကဝေတန်တာရော ပုပ္ပကောတိနပညာယတိလို့ပါဠိတော်မှာရှိပါတယ်။လူရင်းအတိတ်ဘယ်ကတော့ခြေသားယဟန်တို့တန်တရာဟာအလွန်ရှည်လျားတဲ့အတွက်တန်တရာဤအစကိုညာနဲ့မမြင်နိုင်ဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ်။အဲ့ဒါကိုကြည့်ပြီးတော့တချို့ကမြတ်စွာဘုရားတောင်မှတန်တရာဤအစကိုမမြင်ဘူးလို့ပြောဆိုနေကြခြင်းဖြစ်ပါတယ်။တကယ်တော့မဟုတ်ပါဘူးနော်။ပါဠိတော်ကိုတည်တည်ချာချာကြည့်ပါ။ပါဠိတော်မှာ ဘိက္ခဝေจิตသားယဟန်တို့လိုပဲသုံးထားပါတယ်အဟံငါဖရားတီလို့သုံးမထားပါဘူးเนาะဘိက္ခဝေจิตသားယဟန်တို့လို့သုံးထားတာကိုကြည်တော်အားဖြင့်တန်တရာဤအစကိုညာနဲ့မမြင်နိုင်ဘူးလို့ဆိုခြင်းဟာတပိတာဝကတွေအတွက် ဆိုခြင်းဖြစ်တယ်ဆိုတာသိတာထင်ရှားပါတယ်ဆိုလိုချင်တာကတန်တရာဤအစကိုညာနဲ့မြင်ဖို့ဆိုတာဟာသင်္ချေသားတို့ရဲ့အရာမဟုတ်ဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ် ဒါဆိုရင်ဖျားရှင်ကိုယ်တိုင်ကတော့တိပါသလားလို့မေးစရာအကြောင်းရှိလာပါတယ်။တိတယ်လို့ပဲဖြေရမှာဖြစ်ပါတယ်။တိရဲ့သားနဲ့ဘာကြောင့်မဟောတလဲဆိုရင်တန်တရာလွမြောက်ကြောင်းတရားမဟုတ်လို့မဟောတာပဲဖြစ်ပါတယ်။ဖျားရှင်ဟာတရားဟောတဲ့အခါမှာတန်တရာလွမြောက်ကြောင်းတရားကိုသာဟောပါတယ်။ဟောကြားတဲ့အခါမှာလည်းပဲတိသမျှတရားအလုံးကိုအကုန်ချမဟောပါဘူး။တတ္တဝါတွေနဲ့ကိုက်ညီမဲ့တရားကိုသာချပြီးဟောပါတယ်။ မဟာဝဂတန်ယုတ်ပါဠိတော်တိတပါဝနတုံးမှာจิตာယဟန်တို့ငါဖျားလက်ဝါးပေါ်မှာရှိတဲ့ရင်တိုက်ရွက်နဲ့ရင်တိုက်ပင်မှာရှိတဲ့တိရွက်တွေဘယ်တိရွက်ကပိုများတယ်လဲလို့မေးတော်မူတဲ့အခါမှာရင်တိုက်ပင်မှာရှိတဲ့ရင်တိုက်ရွက်တွေကပိုများပါတယ်လို့ယဟန်တွေကဖြေဆိုလျှောက်ထားပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကအေးချက်သားယဟန်တို့ငါသိတဲ့တရားဟာရင်တိုက်ပင်မှာရှိတဲ့ရင်တိုက်ရွက်တွေလောက်ရှိတယ် သင်္ချေသားတို့ကိုငါဖျားပြန်ဟောတဲ့တရားဟာငါဖျားလက်ဝါးပေါ်မှာတင်ထားတဲ့ရင်တိုက်ရွက်လောက်သာရှိတယ်လို့ဟောကြားတော်မူပါတယ်။အဲ့ဒါကိုကြည်တော်အဖျင်ဖျားရှင်ဟာသူသိထားသမျှတရားအလုံးကို အကုန်ချမဟောဘူးဆိုတာသိတာထင်ရှားပါတယ်။ဒါကြောင့်တန်တရာအစကိုသိရတဲ့အားနဲ့ဖျားရှင်ဟာဘာကြောင့်မဟောရတာလဲဆိုရင်တန်တရာလွတ်မြောက်ကြောင်းတရားမဟုတ်လို့မဟောရခြင်းဖြစ်တယ်လို့ဖြေဆိုလိုက်ပါတယ်။ အရှင်ဖုရားဝိပဿနာဆိုတာ ရှင်းပြပေးတော်မူပါမိမိအာထုံနေသောတရားသည်ဝိပဿနာအစစ်မှန်ဟုတ်မဟုတ်ဘယ်လိုသိနိုင်ပါသလဲမျှဝေပေးပါဖုရားတဲ့မိတဲ့ပုဂ္ဂိုလ်ကဆရာတော်တစ်ပါးဖြစ်နေပါတယ်နော်မှန်ပါဖုရားတတိတော်လေးလာထားသလောက်ရှင်းစိုးလျှောက်ထားပါမယ်ဖုရားဝိပဿနာဆိုတာဒုက္ခသစ္စာဓမ္မနှင့်သမုဒယသစ္စာဓမ္မများဖြစ်ကြသည့်သင်္ခါရတရားတို့ကို အနိစ္စဒုက္ခအနတ္တဟုအမျိုးမျိုးသောအချင်းအရာတို့ဖြင့်ရှုမှတ်ပွားများ စင်ကြင် သုံးသတ်တာကိုဝိပဿနာလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်ဗျာမိမိအားထုတ်နေသောတရားသည်ဝိပဿနာအစစ်မှန်ဟုတ်မဟုတ်ဘယ်လိုသိနိုင်သလဲဆိုရင်ပရိယတ္တိနဲ့တိုင်းတာကြည့်မှသိနိုင်ပါတယ်ဗျာတရားအားထုတ်မိပုဂ္ဂိုလ်တယောက်သည်ပရိယတ္တိကိုလေ့လာထားဖို့လိုအပ်ပါတယ်ဗျာပရိယတ္တိကိုလေ့လာထားဖို့လိုအပ်တယ်ဆိုလို့စာသင်တိုက်တွေမှာ ရိယတိသွားတင်ဖို့ပြောတာမဟုတ်ပါဘူးဖေယပရိယတိဆိုတာလေလာတင်ယူမှတ်သားခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်ဖေယတရားစာပေများဖတ်ရှုမှတ်သားခြင်းတရားနာကြားခြင်းတရားနဲ့ပတ်သက်ပြီးမသိတာတွေကိုမိ мян လျှောက်ထားခြင်းတွေဟာလည်းပဲပရိယတိတွေပဲဖြစ်ပါတယ်ဖေယတရားစာပေများဖတ်ရှုမှတ်သားခြင်းတရားနာကြားခြင်းတရားနဲ့ပတ်သက်ပြီးမသိတာတွေကိုမိ мян လျှောက်ထားမှတ်သားခြင်းတွေလုပ်မယ်ဆိုရင် ပရိယတိဘဟုတုတတွေကျွဲဝနေမှာဖြစ်ပါတယ်ဗျာအဲ့ဒီလိုပရိယတိဘဟုတုတတွေကျွဲဝနေပြီဆိုရင်မိမိအာထုတ်နေတဲ့တရားတွေဝိပဿနာအစစ်မှန်ဟုတ်မဟုတ်ဆိုတာကိုမိမိလေ့လာထားတဲ့ပရိယတိဖြင့်တိုင်းတာကြည့်ုံဖြင့်အထင်ရှားသိနိုင်ပါတယ်ဗျာတတိတော်ဤအဖြေကိုကျင့်နဲ့နှစ်သက်လိမ့်မယ်လို့ထင်ပါတယ်ဗျာယဟန်ကဘလောက်ခိုးမှပါရာဇိကကြတယ်လေဖေယ။တပည့်ကငွေဆက်ကိုနဲ့ဆိုဘလောက်လဲဖေယမသိလို့ဖေယတဲ့ တပည့်မဟုတ်ပါဘူးတမတ်ပါနော်ယဟန်ကတမတ်နဲ့တမတ်ဤအထက်ကိုခိုးမှပါရာဇိကကြပါတယ်တမတ်ဆိုလို့ယနေ့ခေတ်တမတ်ကိုပြောတာမဟုတ်ပါဘူးဖျားရှင်လက်ထက်ကရွှေစင်တစ်ချက်ဤလေးပုံတစ်ပုံတမတ်ကိုပြောတာပါရှေးခေတ်ရွှေစင်တစ်ချက်ကရွှေငါးပဲငွေငါးပဲကျင်းနေဆယ်ပဲပေါင်းဆက်၍ထားသည့်ပဲ20ရှိလေးပုံတစ်ပုံဟာတမတ်ခေါ်ငါးပဲရှိပါတယ်အဲ့ဒီတမတ်ခေါ်ငါးပဲကိုခက်အလိုက်ရွှေငွေပေါင်းစင်းနဲ့တွက်ကြည့်လိုက်ပါ တွက်ကြည့်လိုက်လို့ထွက်လာတဲ့တန်ဖိုးပမာဏဟာပါရာဇိကကျောက်တဲ့တန်ဖိုးပမာဏဖြစ်ပါတယ်။နားလည်ပါစေနော်။အရှင်ဖရာတက်တော့သုံးနေတော့တရားဘာဝနာ ပွားများခြင်းလုပ်ဖို့သောအချိန်ရှိပါသေးသလားတဲ့။ဦးစင်းရဲ့တက်တော့အသုံးပြုခြင်းဟာတန်ဖိုးရှိသော အသုံးပြုခြင်းဖြစ်ပါတယ်နော်။ပြီးတော့ဦးစင်းကဒီတက်တော့မှာအချိန်ပြည့်ရှိနေတာမဟုတ်ပါဘူး။ တစ်တော့မှဓမ္မအမေးအဖြစ်လုတ်တဲ့အချိန်လောက်ပဲရှိတာပါ။ကြံတဲ့အချိန်တွေမှာဥစဉ်လဲဥစဉ်အလုပ်ဥစဉ်ရှိပါတယ်။ဥစဉ်တို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာ သူ့ရဲ့သားတော်တွေဖြစ်တဲ့ယဟန်တန်ဃာတော်တွေကို ပရိယတိနဲ့ပရိပတ်တိဆိုတဲ့ဒုရနှစ်ဖြာကို ချမှတ်ပေးခဲ့ပါတယ်။ပရိယတိဆိုတာက စာပေတင်ကြားတာကိုပြောတာပါ။ပฏิပတ်တိဆိုတာကတရားအားထုတ်တာကိုပြောတာပါ။ ပရိယတ္တိဆိုတဲ့စာပေတင် जा ခြင်းအလုပ်ကို လုပ်တာဟာလည်းပဲတရားဘာဝနာပွားများခြင်းဖြစ်တယ်လို့ပฏิပတ္တိဆိုတဲ့တရားဘာဝနာပွားများခြင်းအလုပ်ကို လုပ်တာဟာလည်းပဲတရားပွားများနေတာပါပဲအခုဥစဉ်တက်တော့မှဓမ္မအမေးဖြေလုပ်တယ်ဆိုတာဟာပရိယတ္တိအလုပ်ဖြစ်တဲ့အတွက်တရားပွားများတဲ့အလုပ်နဲ့အတူတူပါပဲเนาะအဲ့ဒါကိုကောင်းစွာနားလည်ပါစေဆရာတော်ဖရာတခုလောက်သိပါရစေဖရာ နိဗ္ဗာန်လည်းအမှန်တကယ်ရှိတယ်။နိဗ္ဗာန်ရောက်နိုင်တဲ့လမ်းစဉ်လည်းရှိတယ်။လမ်းပြသူလည်းရှိရဲ့သားနဲ့ဘာလို့နိဗ္ဗာန်မရောက်ရတာလဲအရှင်ဖရာတဲ့။ဒီလိုမေခွန်းမျိုးကိုမြတ်စွာဘုရားလက်ထက်မှာပုံနာတယောက်ကမြတ်စွာဘုရားကိုမေးဘူးပါလေ။မေးပုံကမြတ်စွာဘုရားမြတ်စွာဘုရားဤသာသနာတော်မှာမြတ်စွာဘုရားဤတပည့်တော်ဘကအကုန်လုံးနိဗ္ဗာန်ရောက်ပါသလားလို့မေးပါတယ်။ အဲ့ဒီခါမှာမြတ်စွာဘုရားကပုံနာကြီးနိဗ္ဗာန်ရောက်တဲ့သူလဲရှိတယ်လို့မရောက်တဲ့သူလဲရှိတယ်လို့ဖြေကြားတော်မူပါတယ်။ပုံနာကမြတ်စွာဘုရားနိဗ္ဗာန်လဲရှိတယ်။နိဗ္ဗာန်သွားတဲ့လမ်းကြောင်းလဲရှိတယ်။နိဗ္ဗာန်ကိုညွှန်ပြပေးတဲ့သူလဲရှိပါရဲ့နဲ့။ဘာကြောင့်နိဗ္ဗာန်ရောက်တဲ့သူကရောက်ပြီးနိဗ္ဗာန်မရောက်တဲ့သူကမရောက်ရတာလဲလို့မေးမြန်းပါတယ်။ထိုအခါမှာမြတ်စွာဘုရားကပုံနာကြီးတင့်ကိုငါတခုမေးမယ်။တင်းတာဝတိမြို့သွားတဲ့လမ်းသိပါသလားလို့မေးမြန်းတော်မူပါတယ်။ ုံနာကြီးကတိပါတယ်ဖရာလို့ပြန်လဲဖြေကြပါတယ်ထိုအခါမှာမြတ်စွာဘုရားကဘုံနာကြီးလူနှစ်ယောက်ကတာဝတိမြို့သွားတဲ့လမ်းကိုမတိတဲ့အတွက်တင့်ကိုမေးတဲ့အခါမှာတင်ကတာဝတိမြို့သွားတဲ့လမ်းကိုညွှန်ပြလိုက်တဲ့အခါအဲ့ဒီလူနှစ်ယောက်ထဲကပထမလူကတာဝတိမြို့ကိုတင်ညွှန်ပြတဲ့လမ်းအတိုင်းဖြောင်းဖြောင်းတန်တန်သွားတဲ့အတွက်တာဝတိမြို့ကိုရောက်တဲ့ဒုတိယလူကတင်ညွှန်ပြတဲ့လမ်းအတိုင်းဖြောင်းဖြောင်းတန်တန်မသွားဘဲသူသွားကျင်တဲ့နေရာသွားနေမယ်ဆိုရင် တာဝတိမြို့ကိုရောက်ပါမလားလို့မေးမြန်းတော်မူပါတယ်။အဲ့ဒီခါမှပုံနာကြီးကမရောက်ပါဘူးဖះလို့ဖြေကြားပါတယ်။မြတ်စွာဘုရားကပုံနာကြီးတာဝတိမြို့လည်းရှိတယ်။တာဝတိမြို့ကိုသွားတဲ့လမ်းလည်းရှိတယ်။တာဝတိမြို့သွားတဲ့လမ်းကိုညွှန်ပြပေးတဲ့သူလည်းရှိပါရဲ့နဲ့။ဘာကြောင့်တာဝတိမြို့ကိုမရောက်ရတာလဲလို့မေးမြန်းပါတယ်။ပုံနာကမှန်လားပါ။တပည့်တော်ညွှန်ပြတဲ့လမ်းအတိုင်းမသွားလို့မရောက်တာ ဖြစ်ပါတယ်ဖះလို့ပြန်လည်ဖြေကြားပါတယ်။ထိုအခါမှာမြတ်စွာဘုရားက ပုံနာကြီးအဲ့ဒီဥပမာအတိုင်းပဲငါဖះဘလောက်ပဲဟောဟောနာကြားတဲ့သူကကိုယ်တိုင်ကြင့်ကြံအာထုံမှုမရှိဘူးဆိုရင်နိဗ္ဗာန်ရောက်မှာမဟုတ်ဘူးလို့ဖြေကြားတော်မူပါတယ်။ဒါကြောင့်နိဗ္ဗာန်လည်းရှိတယ်၊နိဗ္ဗာန်သွားတဲ့လမ်းလည်းရှိတယ်။နိဗ္ဗာန်သွားတဲ့လမ်းကိုညွှန်ပြပေးတဲ့သူလည်းရှိပါရဲ့နဲ့နိဗ္ဗာန်မရောက်ရတဲ့အကြောင်းရင်းဟာကိုယ်တိုင်ကြင့်ကြံကြိုးပုတ်အာထုံမှုမရှိလို့ပဲဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။